အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူသားတွေရဲ့လိုအပ်ချက်စဉ်စဉ်ကိုဖော်ပြထားတဲ့ Maslow ရဲ့ theory အကြောင်းကိုလေ့လာသွားကြမယ်နော်လူတွေကဘာကြောင့်အချိန်ခါလိုက်မတူညီတဲ့အရာတွေကိုလိုချင်တောင်းတကြတယ်လဲဆိုတာသိချင်ဘူးလားဒါဆိုရင်လူသားတွေကိုတွန်းအားပေးနေတဲ့အခြေခံအဆင့်၅ခုကို Parameter 2ချွန်နဲ့ T22 LR ရဲ့ဇာတ်လမ်းနဲ့လေ့လာကြည့်ကြရအောင်ဒီဗီဒီယိုကြည့်ပြီးလို့ရှင့်ရင် Maslow ရဲ့ထူးခြားတဲ့ theory ပြီးတော့နာမည်ကျော်ပြည့်ရမဲ့အကြောင်းကိုနားလည်ရုံသာမကကျွန်တော်တို့ရဲ့ကိုပိုင်ဘဝမှာလည်းဘလို့အကျိုးတရားမှုရှိလဲဆိုတာမြင်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Treasure Land Education က Admin O level ဖြစ်ပါတယ်ဆက်ရန်တရားနေနဲ့အမြဲလက်ပတ်နေတဲ့ Coursework မြို့မှာ LR လို့ခေါ်တဲ့ Teacher နဲ့အမျိုးသမီးတယောက်ရှိတယ်တဲ့သူမကတော်ပေမဲ့အလင်းအောင်ကောင်းကောင်းမရတဲ့ကျင်းမြောင်းနဲ့အမိုးအောက်ခန်းလေးမှာနေပြီးတော့စစ်တမ်းနေစီနားနေကြတဲ့မှာအချိန်ကုန်နေတယ်မနေ့လဲတဲ့အခါ LR က ပေါင်မုံ6တခုနဲ့ရေတစ်ခွက်ကိုအားရပါးရတောက်လိုက်တယ်။ဘိုက်ပြေသွားတဲ့အခါမှာတော့သူမရဲ့စိတ်ကလန်းဆန်းတကြွလာပြီးဇပွဲဘွားကရိယာအစိတ်ပိုင်းတွေကိုစတင်စိတ်ဝင်စားလေ့လာတော့တယ်။သူမဟာအသက်ရှင်ရပ်တည်ဖို့အတွက်အရေးကြီးတဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုဖြည့်ဆည်းပြီးမှသာလျှင်သူ့ရဲ့တည်ထွင်နိုင်စွမ်းအာရုံစိုက်နိုင်စွမ်းကရလာတာကိုခံစားလိုက်ရတယ်။ဒီနေ့မှာတော့ Cosworth မြို့မှာမိလမူကြီးကြီးဖြစ်ပွားခဲ့တယ် အလာရာကသူမရဲ့အဖိုးတန်တီထမှုတွေကိုမိဘအနေရဲ့အနေကောက်ွယ်ဖို့စိုးရိမ်တကြီးဖြစ်လာတယ်။သူမကမိလောင်မြင်ထဲကနေသူမရဲ့ပစ္စည်းတွေကိုတဲထုတ်ဖို့ကြိုးစားရင်းလုံခြုံတဲ့နေရာတစ်ခုကိုရှာဖွေဖို့အရေးတကြီးလိုလာတယ်။မိခိုးတွေနဲ့အပူချိန်တွေကြားထဲမှာသူမဟာသူမရဲ့ဇိုင်းပုံချမ်းတွေနဲ့အရေးပါတဲ့ကိရိယာတွေကိုတတ်နိုင်သလောက်ကဲတင်ခဲ့တယ်။သူမဟာအနေရကင်းတဲ့နေရာတစ်ခုမှာစစ်ပျက်စီးတွေကိုထားတို့ပြီးသူမကိုယ်တိုင်လည်းလုံခြုံမှုရှိတဲ့နေရာကိုအသေးအတန်ရှာဖွေလိုက်တယ်။ မိဘကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့အဲလာရာဟာတခြားဒုက္ခတွေတွေနဲ့အတူယာယီကယ်ဆယ်ရေးစခန်းတစ်ခုကိုရောက်သွားတယ်။အဲ့ဒီမှာသူမကတခြားလူတွေနဲ့ဝမ်းနွဲပူဆေးမှုတွေကိုမြင်တွေ့ရပြီးသူတို့အချင်းချင်းစာနာထောက်ထားကူညီဖေးမနေတာကိုသတိပြုမိတယ်။သူမကတယောက်တည်းအထီးကျန်ဆန်နေတာထက်တခြားသူတွေနဲ့အတူချစ်ခင်မှုပိုင်ဆိုင်မှုရရှိတာဟာစိတ်ကိုပို့ပြီးတက်တာရရစေရလို့ခံစားလာရတယ်။သူမကတတ်နိုင်တဲ့ဘက်ကနေတခြားဒုက္ခတွေကိုကူညီပြီးတော့သူရဲ့ကျေးဇူးတင်စကားကိုကြားရတဲ့အခါ ကိုကိုကိုတန်ဖိုးရှိတဲ့လူတယောက်လို့ခံစားလာရတယ်။ဒါဟာသူမရဲ့ကိုကိုတန်ဖိုးထားခြင်းလိုအပ်ချက်ကိုအနှဲငယ်ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။နောက်ပိုင်းမှာတော့မြို့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာအလာရာဟာသူမရဲ့တီထွန်ဖန်တီးနိုင်ဆောင်ကိုအတုံးချပြီးတက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့တယ်။သူမတီထွန်ခဲ့တဲ့လက်တွေ့ကျတဲ့ကရိယာတွေကလူများရဲ့အခက်ခဲတွေကိုဖြေရှင်းပေးနိုင်ခဲ့တယ်။သူမရဲ့လှုပ်ဆောင်မှုတွေကိုမြို့သူမြို့သားတွေကအတိမတ်ပြုပြီးလေးစားလာကြတယ်။ဒီလိုနဲ့ သူမကိုကိုဂုံတိတ်ခါရရှိလာပြီးတော့ယုံကြည်မှုပုံပေါ်ခိုင်မာလာစေခဲ့တယ်။နောက်ဆုံးမှာတော့မြို့က LR ရဲ့စွမ်းရည်ကိုအတိမတ်ပြုပြီးသူမရဲ့တီထုံမှုတွေကိုဆက်လက်လှုပ်ဆောင်နိုင်ဖို့အလို့ယုံတစ်ခုပံ့ပိုးပေးခဲ့တယ်။အလာရာဟာနောက်ဆုံးတော့သူမရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ခို့အခွင့်အရေးရရှိခဲ့ပြီးဒီအတွက်အတိုင်းမတိဝမ်းတာခဲ့တယ်။ သူမဟာမြို့အတွက်အကျိုးပြုမဲ့နောက်ထပ်နောက်ထပ်တည်ထောင်မှုတွေကိုစ조사ရင်သူမရဲ့ကိုပိုင်ရီမန်းချက်စီကိုအောင်မြင်စွာလမ်းနိုင်ခဲ့တယ်။သူမဟာအခြေခံလိုအပ်ချက်တွေပြည့်စုံတဲ့အပြင်လူမှုဆက်ဆံရေးကောင်းမှုမှုနဲ့ကိုယ့်ကိုယ်တန်ဖိုးထားမှုတွေရရှိတဲ့အခါသူမရဲ့စွမ်းရည်ကိုအပြည့်အဝဖော်ထုတ်နိုင်တယ်ဆိုတာကိုနားလည်သွားတယ်။ မတ်စလိုရဲ့လိုအပ်ချက်အဆင့်ဆင့် theory မတ်စလို hierarchy of needs ဆိုတာလူသားတွေမှာရှိတဲ့လိုအပ်ချက်တွေကိုအဆင့်အနေနဲ့ခွဲခြားပြီးဖော်ပြတဲ့ theory တခုပါဒီ theory အလူတယောက်ဟာအောက်ခြေအဆင့်ကလိုအပ်ချက်တွေကိုအရင်ဖြည့်ဆည်းပြီးမှအဆင့်မြင့်တဲ့လိုအပ်ချက်တွေကိုဖြည်းဖြည်းရှာဖွေဖြည့်ဆည်းသွားလေ့ရှိတယ်ပုံမှန်အားဖြင့်ဒီလိုအပ်ချက်တွေကိုပိရမစ်ပုံနဲ့ပြလေ့ရှိတယ်အဆင့်၅ဆင့်ရှိပါတယ်အောက်ဆုံးအဆင့်ကနေစပြီးတော့ရှင်းပြပေးမယ် နံပါတ်၁ကတော့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များ physiological needs ဖြစ်တယ်။ဒါတွေကလူတရားအသက်ရှင်ဖို့အတွက်အရေးကြီးဆုံးနဲ့အခြေခံအကျဆုံးလိုအပ်ချက်တွေဖြစ်တယ်။ဥပမာအစာအစာဟာဘိုက်စားတဲ့လူတွေဟာဘာမှမစားနိုင်ပဲအရင်ဆုံးဘိုက်ဝါဖို့အတွက်စဉ်းစားလိုက်မယ်။ခမင်းစားဖို့စတာတွေဟာဆိုရင် အခြေခံလိုအပ်ချက်ဖြစ်တယ်။ရေ ရေငတ်နေတဲ့လူဟာဆိုရင်လည်းရေရဖို့အတွက်အဓိကထားစူးစမ်းလိုက်မယ်။နေစရာရှိမှနေရထိုင်ရအဆင်ပြေမယ်။ မိုးတံလေးတံအပူအေးတံတွေကိုကောက်ွယ်နိုင်မယ်။အဝက်အထည်ရာတူးတူးနဲ့ကန့်ညီတဲ့အဝက်အစားတွေဝက်ဆင်မှ ကျန်းမာရေးကောင်းမယ်။လုံလောက်တဲ့အိတ်ချိန်ရမှခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေပြန်လည်အားပြည့်မယ်။ဒီအခြေခံလိုအပ်ချက်တွေမပြည့်ဝရင်လူတစ်ယောက်ဟာတခြားဘယ်အရာကိုမှစိတ်ဝင်စားပါဘူး။ဥပမာပြောမယ်ဆိုရင်ဗိုက်စာနေတဲ့ကျောင်းသားတယောက်ဟာစာသင်ခန်းထဲမှာစာသင်တာကိုအာရုံမစိုက်နိုင်ပါဘူး။ LRR ရဲ့ပုံမြင်ကမတ်စလိုးရဲ့လိုအပ်ချက်အဆင့်ဆင့် theory ကို ကောင်းကောင်းတရုပ်ဖော်ထားတာကိုတွေ့နိုင်ပါတယ်။အယ်လာရာဟာအစပိုင်းမှာအစာရေဝလင်စွာမရရှိတဲ့အတွက်တီထွန်မှု ပေါ်အာယုံဆိုင်နိုင်စွာနေပါခဲ့တယ်။ဒါပေမဲ့အစာစားပြီးတဲ့နောက်ပိုင်းမှာသူမဟာစိတ်ပိုင်းဆိုင်ရာတက်ကြွလာပြီးတီထွန်မှုပေါ်ပုံမအောင်ဆိုင်နိုင်ခဲ့တယ်။ဒါဟာအခြေခံလိုအပ်ချက်ပြည့်မှသာအုံနောက်နဲ့ခနာကိုကကောင်းစွာအလုပ်လုပ်နိုင်တယ်ဆိုတဲ့မတ်စလောရဲ့အယူအဆကိုပြောပြလာဖြစ်တယ်။ နံပါတ်2ကတော့လုံခြုံရေးလိုအပ်ချက်ပဲဖြစ်တယ်။ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေပြည့်ဝသွားပြီဆိုရင်လူတွေကလုံခြုံမှုကိုရှာဖွေလာကြတယ်။ဥပမာပြောမယ်ဆိုရင်ကိုရေးကိုတာလုံခြုံမှုတွေဥပမာအန္တရာယ်လေးရာဇဝတ်မှုတွေကကင်းချင်တယ်။နောက်တစ်ခုကဗန္ဒာရေးဆိုင်ရာလုံခြုံမှုဖြစ်တယ်။အလောက်ကိုင်းတည်ငြိမ်ဖို့ငွေရေးကြေးရဲ့အဆင်ပြေဖို့အနာဂတ်စိတ်ချဖို့ဒါတွေကိုလိုချင်တယ်။နောက်တစ်ခုကစက်မာရေးလုံခြုံမှုဖြစ်တယ်။ဖြားနာခြင်းတွေမတော်တဆမှုတွေကကိုယ့်ကိုယ်ကိုကာကွယ်ပေးချင်တယ်။ အလောက်ပြုံမအောင်မစိုးရင်ချင်မှုဘဝမှာအပြောင်းလဲတွေတိတ်မများပဲတည်ငြိမ်အေးချမ်းစွာနေခြင်းနဲ့ဥပမာအားဖြင့်အလုံးမရှိတဲ့လူတယောက်ဟာအလုံးရဖို့အတွက်အရင်စူးစမ်းလိုက်မယ်အလုံးရမှလုံခြုံတဲ့ခံစားချက်ကိုရမှာဖြစ်တယ်။ရက်ွက်ထဲမှာခိုးဆိုးလူရမှုတွေများနေရင်တို့ဟာတို့ရဲ့လုံခြုံရေးအတွက်စိုးရိမ်ပူပန်နေမှာပဲဖြစ်တယ်။မိဘေးတင်ပြီးနောက် LR ကလုံခြုံတဲ့နေရာတစ်ခုကိုအရေးတကြီးလိုအပ်တယ်။သူမရဲ့တည်ထောင်မှုတွေကိုကာကွယ်ဖို့နဲ့သူမကိုယ်တိုင်လည်းဘေးကင်းတာကိုလိုအပ်တာက လုံခြုံမှုလိုအပ်ချက်ရဲ့အရေးပါမှုကိုဖော်ပြနေတာဖြစ်တယ်နံပါတ်3ကတော့ချက်ခင်မှုနဲ့ပိုင်ဆိုင်မှုလိုအပ်ချက်များပဲဖြစ်တယ်။လုံခြုံမှုရပြီဆိုရင်လူတွေကအပေါင်းအသင်းမိသားစုနဲ့ချစ်သူခင်သူတွေဒါတွေနဲ့ဆက်ဆံရေးကောင်းတဲ့တိစောက်ခြင်းနဲ့မိဘမောင်နှမတွေနဲ့နှွေးထွေးတဲ့ဆက်ဆံရေးရှိခြင်းနဲ့တငယ်ချင်းတွေနဲ့ယဉ်ကျေးခြင်းနဲ့ချစ်သူရည်စားတွေနဲ့ချက်ခင်ကျင်နာမှုရခြင်းနဲ့ပြီးတော့လူမှုအသင်းအဖွဲ့တွေမှာပါပြီးအများနဲ့တသားတဲ့ခံစားခြင်းနဲ့ သူများကကိုယ့်ကိုလက်ခံတယ်သူများကကိုယ့်ကို view site တယ်လို့ခံစားချင်တယ်တယောက်ထဲအထီးကျန်နေတဲ့လူတယောက်ဟာစိတ်ပိုင်းဆိုင်ရာမှာမပြောရွှင်ပါဘူးလူမှုဆက်ဆံရေးကောင်းနေရှိမှသာလျှင်စိတ်ချမ်းသာမှုကိုရမှာဖြစ်တယ်အိုးမဲအိမ်မဲဖြစ်တဲ့အခါအခြားသောဒုက္ခတွေနဲ့ပေါင်းသင်းဆက်ဆံပြီးအချင်းချင်းကူညီဖေးမမှုက LR ရဲ့စိတ်ပိုင်းဆိုင်ရာကိုတက်တာစေတယ်လူမှုဆက်ဆံရေးနဲ့အားပေးကူညီမှုဟာချစ်ခင်မှုနဲ့ပိုင်ဆိုင်မှုလိုအပ်ချက် ဟာအရေးပါတယ်ဆိုတော့မတ်စလိုရဲ့အယူဆကိုပြောပြနေတာပဲဖြစ်တယ်နံပါတ်၄ကတော့လေးစားခံမှုလိုအပ်ချက်ဖြစ်တယ်။ဒီစစ်မှာတော့ကိုယ့်ကိုယ်လေးစားမှုနဲ့တခြားလူတွေရဲ့လေးစားမှုကိုခံယူခြင်းနဲ့ဆန္ဒဖြစ်တယ်။ကိုယ့်အီချင်းကိုကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုရှိတယ်လို့ကိုယ့်ကိုယ်ကိုယ်လည်းတန်ဖိုးထားခြင်းနဲ့တခုခုကိုအောင်မြင်အောင်လုပ်တဲ့အတွက်ဝမ်းသာဂုဏ်ယူခြင်းနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုတခြားလူတွေကအတိမတ်ပြုတာခံခြင်းနဲ့လူမှုအတိုင်းဝိုင်းမှာနာမည်ကောင်းရခြင်းနဲ့လေးစားခံခြင်းနဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလွတ်လပ်စွာချခြင်းနဲ့ ဥပမာပြောမယ်ဆိုရင်ရာထူးတိုးသွားတဲ့ဝန်ထမ်းတစ်ယောက်ကသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းအတွက်ခုံယူသလိုတခြားလူတွေရဲ့လေးစားမှုကိုခံရမှာပဲဖြစ်တယ်။ကျောင်းမှာဆုရတဲ့ကျောင်းသားတစ်ယောက်ကကိုယ့်ကိုယုံကြည်မှုပိုရှိလာပြီးတခြားလူတွေရဲ့ချီးကျူးမှုကိုခံမှာဖြစ်တယ်။အလာရာဟာတခြားလူတွေကိုကူညီရင်းနဲ့သူတို့ရဲ့ကျေးဇူးတင်တဲ့စကားတွေကိုကြားရတဲ့အခါကိုယ့်ကိုယ်ကိုတန်ဖိုးရှိတဲ့လူတစ်ယောက်လိုခံစားလာရတယ်။သူ့ရဲ့တီထွန်မှုတွေကိုအတိပတ်ပြုတဲ့အခါကိုယ့်ကိုယုံကြည်မှုနဲ့လေးစားမှုတိုးပွားလာတယ်။ဒါဟာကိုယ့်ကိုယ်ကိုတန်ဖိုးထားခြင်းလိုအပ်ချက် အရေးပါတယ်ဆိုတော့မတ်စလောရဲ့အယူဆနဲ့ကိုက်ညီမှုရှိတယ်။နံပါတ်5ကတော့ကိုယ်စွမ်းရည်ကိုအပြည့်အဝဖော်ထုတ်မှုလိုအပ်ချက်ပဲဖြစ်တယ်။ဒါကတော့မတ်စလောသီအိုရီရဲ့အမြင့်ဆုံးအဆင့်ဖြစ်ပြီးကိုယ်မှာရှိတဲ့အရည်ချင်းတွေစွမ်းရည်တွေကိုအပြည့်အဝဖော်ထုတ်ပြီးကိုယ်ဖြစ်ချင်တဲ့အရာဖြစ်အောင်ကြိုးစားတဲ့အဆင့်ဖြစ်တယ်။ အမှုပညာရှင်တယောက်ဟာသူ့ရဲ့အတွေ့အမြင်တွေကိုပုံဖော်ပြီးလက်ရကောင်းနဲ့ဖန်တီးခြင်းနဲ့ချုပ်ထွေးတဲ့ပြဿနာတွေကိုထိရောက်တဲ့နည်းလမ်းတွေနဲ့ဖြေရှင်းနိုင်စွမ်းရှိခြင်းနဲ့အခြားလူတွေအတွက်ကိုတက်နိုင်တဲ့အကူအညီတွေပေးခြင်းနဲ့ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်းရပ်တည်ပြီးဘဝမှာအတိတ်ပဲရှိတဲ့လှုပ်ဆောင်ချက်တွေလုပ်ခြင်းနဲ့အမြဲတမ်းလေ့လာတင်ယူပြီးကိုယ့်ကိုယ်ကိုပိုကောင်းအောင်လုပ်ခြင်းနဲ့ဒီအဆင့်ကိုရောက်တဲ့သူတွေကဘဝမှာပို့ပြီးတော့ကျေနပ်ပျော်ရွှင်ကြပြီးကိုယ့်ရဲ့ပန်းနိုင်ကိုအရောက်လန်းနိုင်ကြတယ်ဒါပေမဲ့လူတိုင်းဒီအဆင့်ကိုရောက်ဖို့မလွယ်ပါဘူး နောက်ဆုံးမှာတော့အလာရာကသူမရဲ့တီထွန်ဖန်တီးနိုင်စွမ်းကိုအတုံးချပြီးတော့မြို့အတွက်အကျိုးပြုတဲ့တီထွန်မှုတွေကိုဖန်တီးနိုင်ခဲ့တယ်။သူမရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်တာဟာမတ်စလော့ရဲ့အမြင့်ဆုံးအဆင့်ဖြစ်တဲ့ကိုမိုင်ယီမန်ချက်အဆင့်ကိုရောက်ရှိသွားတာကိုဖော်ပြနေတာဖြစ်တယ်။ အမှတ်သားစရာတစ်ချက်ကတော့လူတွေကအပေါ်အဆင့်နဲ့ပြည့်စုံနေရင်တောင်အောက်ခြေကလိုအပ်ချက်တွေမပြည့်စုံရင်ပြန်ပြီးအောက်ခြေကိုယူဆရတတ်တယ်ဆိုတာပါပဲ။ဒါပေမဲ့တစ်ခါတလေမှလူတွေကအပေါ်အဆင့်ငယ်ဖြည့်ဆည်းဖို့အတွက်အောက်ခြေကလိုအပ်ချက်တွေကိုစွန့်လွတ်တတ်ကြတယ်။ဥပမာပြောမယ်ဆိုလို့ရှိရင်သူတစ်ပါးချက်ခင်ခံရတာကိုစွန့်လွတ်ပြီးတော့မိမိရဲ့ရည်မှန်းချက်ကိုဆက်လက်လှောက်ဆောင်တာဟာဆိုရင် အောက်ခြေလိုအပ်ချက်ကိုစွန့်လွတ်ပြီးတော့ self actualization အဆင့်ကိုသွားတာဖြစ်တယ်ဒါတွေကလူတွေရဲ့စိတ်ဓာတ်တန်ဖိုးထမှုနဲ့ရည်မှန်းချက်တွေပေါ်မူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်ဒါကြောင့် maslow ရဲ့ theory ကိုလူတွေရဲ့ဖြစ်စဉ်ဘဝမှာလဲကောင်းကောင်းပြောင်းလဲအသုံးချနိုင်ပါတယ်